Hello အားလုံးပဲမင်္ဂလာပါဘိုးဘမန်ချန်ကနေကြိုဆိုပါရစေ Chelsea တင်းရဲ့အဓိကကစားမဖြစ်တဲ့ group ပါမှာကတော့ injury ပြဿနာကြောင့်ပြီးခဲ့တဲ့ရေတရဘတ်တွေအနားယူနေရတဲ့အချိန်အခုလက်ရှိမှာဆိုလို့ရှိရင်ပေါင်ချန်ဒန်ယာကြောင့်ထပ်ပြီးတော့ပါအနားယူရတော့မယ်ဆိုပြီးတော့ကျွန်တော်သိရတယ်နီးပြပြတဲ့ Mares ကနဲ့ Chelsea အတွက် imminent ရေးကြီးတဲ့တိုက်စစ်ကစားမပါဒါမျိုးလက်ရှိမှာဆိုလို့ရှိရင် group ပါမှာဟာဒန်ယာကြောင့်ပူပြီးတော့ဗောနော်ကျွန်တော်သာကာလရှိသွားနားရတော့မယ်ဆိုတော့ ဟိုဘယ်လိုပြောမလဲပြီးခဲ့တဲ့ကမ္ဘာဖလားပေါ့နော် Club World Cup FIFA Club World Cup ခေကသူက injury ပြဿနာကြုံရင်းနဲ့သူကစားခဲ့ရတာဒါပေမဲ့အခုဆိုလို့ရှိရင်တော့သူကိုပေးပြီးတော့မကစားတော့ဘဲနဲ့မဖြစ်မနေသူ့ကိုအနာပေးလိုက်ရတယ်ဒါပေမဲ့ကန်ကောင်းနာကကျွန်တော်တို့ကခွဲစိတ်เสียမလို့ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ခွဲစိတ်เสียမလို့တဲ့အတွက်ကျွန်တော်တို့နည်းကာလာရှိဆိုတာမျိုးကြီးထဲပေါ့နော်ကျွန်တော်တို့ကအဲဘယ်လိုပြော November အထိတောင်မှပဲထပ်ပြီးတော့နားတော့မယ်ဆိုတဲ့အခြေအနေမျိုးကြီးကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ပေါ့နော်နောက်ထပ် ရဲတရဘက်ကျွန်တော်တို့ဒါလေး၅၆ဘက်လောက်အထိကိုပဲဖာမာကိုမြင်အောင်မဲ့အခြေအနေမျိုးမဟုတ်ဘူးလို့ကျွန်တော်ပြောရတယ်နော်။ဒါကြောင့်နိုဝင်ဘာလောက်မှဆိုလို့ကျွန်တော်ပြန်ပြီးတော့ကစားနိုင်မယ်ပေါ့ဗျာ။ဒါအပြင်ကျွန်တော်တို့ညဘာစီလိုနာတို့အာဆင်နယ်တို့နဲ့ရှင်ပိုင်ကစားမဲ့ပွဲတွေမှာရောကိုပါမှာပါနိုင်မလားပေါ့။ Chelsea အတွက်အရေးကြီးတဲ့ပွဲတွေလာပါပြီ။ဒါအပြင် Chelsea အနေနဲ့ပြီးခဲ့တဲ့ weekend မှာကျွန်တော်ဒီ Liverpool တင်းကိုအိမ်ဝင်းမှာနိုင်ထားတယ်ဆိုတော့အဓိကကစားမတွေမပါတာတောင်မှ Chelsea ကဒီလိုလုံးပြနိုင်နေနေဆိုရင် တချို့ပွဲတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတဲ့ရလက်တွေထွက်ပေါ်တင်နေဒါမျိုးတွေကြုံမြင်နေရတာအဲ့လိုအနေအထားမျိုးတွေမှာရလက်တွေပြောင်းလဲနိုင်စွမ်းရှိတဲ့ခရူပါမာတို့ကို injury ပြဿနာကြောင့်ထပ်ပြီးတော့လက်လွတ်ထားရုံမျိုးဆိုတာမျိုးကတော်တော်လေးကိုအခြေအနေမဟန်တာပါဘာလို့လဲဆိုတော့ပါမာအတွက်ကြည့်ရင်ချယ်ဆီအတွက်တည်းမဟုတ်ဖဲနေပေါ့နော်ကျွန်တော်အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါတော်တော်လေးအဲ option တိုင်ပတ်တယ်လို့ကျွန်တော်ပြောရမယ်ဒါအပြင်ကမ္ဘာဖလားနှစ်ကလာပြီဗျကမ္ဘာဖလားနှစ်ကလာပြီဆိုတော့ပါမာတို့အတွက် ဒီအင်္ဂလန်လေဝေးစဉ်အတင်းမှာအခုလိုမျိုး qualifying ပွဲတွေမှာကလေးကနော်ရွေးချယ်ခံရမယ်ပြီးရင်တောက်လျှောက်ဆိုလိုပွဲကစားဝင်တွေပို့ပြီးတော့များများရမယ်အင်္ဂလန်မှာပို့ပြီးတော့နီးပြရဲ့ယုံကြည်မှုကိုရမယ်ဆိုရင်ပွဲထွက်ခွင့်နေရာတနေရာကိုတည်တည်ကြာကြာယူနိုင်မှာအခုကအင်္ဂလန်လေဝေးစဉ်အတင်းမှာ right right wing ကမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်အနေနဲ့ပါစာကာတို့လိုကစားမတွေကျွန်တော်ရှိနေတာနံပါတ်10တို့မှာဆိုလို့ရှိရင်လည်းပဲဘယ်လင်ဂန်တို့လိုကစားမတွေကျွန်တော်ရှိနေတာเนาะဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ကိုပါမှာအတွက်က ပုံမှန်နေရာပွဲထွက်ခွင့်အင်္ဂလန်မှာရဖို့အတွက်ကမတည်ကြသေးဘူးဖြစ်နေတာအဲ့ဒီတည်းကမှအခုဆိုလို့ရှိရင်နိုင်ငံလက်ဝေးစင်အသင်းဒီမှာအနားနေရတဲ့ချိန်သူအရွေးချယ်လေးမခံရသလိုအန်ရာကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ဒီနားနေရတယ်ဆိုတော့တော်တော်လေးတော့အခြေအနေဆိုးတယ်ဒါဒဏ်ရာပြဿနာကကင်းမယ်ဆိုရင်ချယ်ဆီမှာသူရဲ့ဆွမ်းဆောင်ရင်ကောင်းနေကျွန်တော်မြင်ရမယ်ဒီယာဒီစကလေးကသူကအခြေအနေကောင်းနေတာ FIFA Club World Cup တီမှာဆိုလို့ရှိရင်ပါမားရဲ့ဆွမ်းဆောင်ရင်ဒီကိုကျွန်တော်မြင်ရတယ်နော်ပရီးမီးယားလိမှာဆိုလို့ရှိရင်သူရဲ့ရည်ချင်းတွေကျွန်တော်ပြင်မြင်ရတယ် ဒါပေမဲ့လည်းလို့ပေါ့နော်အဲ့လိုအချင်းကြီးဖြစ်နေတော့မှာ injury ပြဿနာကြုံသွားပြီးတော့သူနားနေရတယ်ဒါကတော်တော်လေးကိုစိုးတာပါဒါကြောင့်ကဘာပလာနှစ်ဆိုတဲ့ပြီးတော့ကျွန်တော်ပြောလို့ရတဲ့အနေအထားမျိုးမှာဖာမာကိုဟိုအင်္ဂလန်လေဗီစင်အတင်းမှာပုံမြင်ရမယ့်ချိန်အခုလိုကြုံသွားတော့ကစားမအတွက်တော်တော်လေးစိုးတယ်ပြောရမှာပဲဒါတောင်မှဒီတန်ရပြဿနာကကျွန်တော်တို့ပေါ့နော်ပြန်ပြီးတော့တက်တာလာတဲ့အချိန်မှာပုံမှန်ခြေသွန်းကပြန်ရအောင်မှကစားမတွေက injury ပြဿနာကြုံသွားပြီးလို့ရှိရင်တိုင်ဘက်လေးရှိတယ်ပေါ့နော်။ဒါပေမဲ့လို့ကိုးပါမာက အဲ့လိုမျိုးတော့စိတ်ပူရမယ်ဒီမှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ခုရှိတာကကျွန်တော်ကောလာဟာလာတွေကထွက်ထားပြီးသားဖာမာနီနဲ့ဘယ်တော့လက်ရှိကျွန်တော်ဒီနီးပြဖြစ်တဲ့အန်ဆိုမာရက်စကာရဲ့လက်အောက်မှာသူ့ရဲ့ရူးကိုတိတ်တဘောမကြဘူးပေါ့ဒါမျိုးတွေကကျွန်တော်မြင်ထားပြီးသားတိုးတော်လည်းပဲလက်ရှိမှာဆိုလို့ရှိရင်ဒန်ယာပြေတနာကပို့ပြီးတော့အဆူဆုံးဖြစ်နေတာဒါကြောင့် Chelsea ကတော့ကိုရူပါမာကိုကျွန်တော်ဒါထပ်ပြီးတော့လက်လှုပ်ရတော့မယ်ဆိုတော့ အောက်တိုဘာမှာကစားပါမယ်ဆိုတဲ့ဘောနော်အတင်းကြီးတွေနဲ့ရှင်မင်းကစားမဲ့ Stamford Bridge မှာကစားမဲ့ပွဲတွေမှာသူ့ကိုထပ်ပြီးတော့လက်လို့ရအောင်မယ်ဆိုရင်တော့တော်တော်လေးကိုတိုင်ပတ်မှာဒီနေရာမှာရက်အတိကျဘောနော်သူပဲချင်းပြန်လာမလဲဆိုတော့ရက်အတိကျကိုတော့ကျွန်တော်ပြောမထားသေးဘူး Maris ကအတွက်လည်းစိတ်ပျက်စရာပါဘာလို့လဲဆိုတော့ Maris ကဟာအခုဆိုလို့ရှိရင် injury ပြဿနာတွေနဲ့ကြီးပဲသူကရင်ဆိုင်နေရတာဘာလို့လဲဆိုတော့ကျွန်တော်တွေးကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီနောက်တန်းမှာဆိုလို့ရှိရင်လည်းဒဏ်ရာပြဿနာတွေတခြားကြုံနေရတယ် နော်ပြီးလို့ရှိရင်ကျွန်တော်တို့အခုတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင် LND Lab 2ကိုကျွန်တော်တို့ဗောနော် injury ပြဿနာတွေကြောင့်လက်လွတ်ထားရတယ်။ Farmer တို့ကို injury ပြဿနာတွေကြောင့်လက်လွတ်ထားရတယ်။ Jimmy Gittens တို့နော်အမဂီယူတို့ပြီးရင်ကျွန်တော်တို့ဒါဟိုဘယ်လိုပြောမလဲကာနာချူတို့ကအံဝင်ခွင့်ကြမဖြစ်သေးတာနော်ဒိုင်မိုတွေကိုကျွန်တော်တို့ကြည့်ရင်ဘလို့မှအဆင်မပြေဘူး။အဲ့တော့မှ George တို့ပါတို့ကလည်းအဆင်မပြေဘူးပြောရရင်အာကူရမယ်ဆိုတဲ့ကစားမတွေအာမကူရတယ်လို့တကယ်အာကူရတဲ့ကစားမတွေကြတော့လေ injury ပြဿနာတွေနဲ့ကြီးရုန်းကင်နေရတော့ ချဲစီရဲ့ကျွန်တော်သာဒီယာဒီမျောလင်းချက်တွေကတော်တော်လေးကိုထိခိုက်မှုရှိတယ်လို့ပြောရမယ်မာရက်စကာအတွက်ကဒါကြောင့်မနော်ဂိုးပါမာကိုချဲစီရဲ့ဘက်ကထပ်ပြီးတော့လက်လို့ရဖို့ရှိတယ်အာနိုဝင်ဘာလလောက်ထိကိုကျွန်တော်လက်လို့ရမယ်ဆိုတဲ့အချိန်မျိုးပါဆိုတော့ချဲစီပြည်သက်တွေရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတွေပါတယ်